ရွှေဆိုင်ဖွင့်ပွဲမှာကြောင်ညာရိုက်ပေမဲ့ဝင်းမော်ရွှေရင်နဲ့ဖူးပွေးကုံမှတ်မိပဲပုတ်ပါမယ်တော့နဲ့တူလို့လူပြောများနေတဲ့မိုဟီကုံပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရွှေဆိုင်ကြောင်ညာရိုက်ရမှာဖက်ရှင်မကြပဲပုတ်ပါမယ်တော့လို့လို့နန်ကိုင်းမယ်တော့လို့လို့ဖြစ်သွားတာကတော့မိုဟီကုံပါ လက်တလုံးမှာဝါရင်မင်းသမီးကြီးမိုးဟီကိုရဲ့ထောင်ရောင်းဝိန်းစိန်ရွှေဆိုင်ကြောင်ညာပုံရိပ်တွေကအွန်လိုင်းပေါ်မှာတော်တော်လေးပြန့်နှံ့နေပါတယ်။ဒီကြောင်ညာမှာမိုးဟီကိုကတရုတ်အိန္ဒိယနဲ့မြန်မာဆိုတဲ့ဖက်ရှင်သုံးမျိုးနဲ့ရွှေပိတ်တာပေါင်းများစွာကိုဝစ်ဆင်ပြီးတော့ရိုက်ကူးခဲ့တာပါ။ရည်ရွယ်ချက်ကတော့ခန္ဓာထေဝါမှုကိုပြသချင်တာဖြစ်တာပါ။ဒါပေမဲ့တခြားမင်းသမီးတွေလိုခန္ဓာစွာမမြင်ရပါဘူး။အထူးသဖြင့်မိုးဟီကိုဝစ်ဆင်ထားတဲ့ပုံစံကိုကြည့်ပြီးတော့ပရိသတ်တွေကပုပ်ပါမေတော်ကြီးနဲ့တူလိုက်တာနန်ဂရိုင်းမေတော်ကြီးကြာနေရပဲဆိုပြီးတော့ ော့ဝေဖန်လောင်ပြောင်မှုတွေရှိနေပါတယ်။တံမိုးကြီးရဲ့ရွှေတွေရတနာတွေဝစ်စင်ထားပေမဲ့မိုးဤကိုရဲ့မျက်နှာအမူအရာကတော့စူပုတ်နေတယ်လို့ဖြစ်ပြီးကြော်ညာတစ်ခုမှရှိတဲ့အကြည်ဓာတ်နဲ့ဆွဲဆောင်မှုပျောက်ဆုံးနေရလို့သုံးသပ်ကြပါတယ်။ဝစ်စုံကနက်လို့လို့ငကားမဲ့တော်လို့လို့ဖြစ်နေပြီးတော့မင်းသမီးရဲ့အလှကိုပံ့ပိုးမပေးနိုင်ပေ။ရိုးရာနက်ပွဲတစ်ခုကိုရောက်သွားတယ်လို့ခံစားရစေတာပါ။ဒီနေရာမှာတတိထားမိတာတစ်ခုကတော့ styling နဲ့ makeup အပိုင်းလေးစကားပြောပါတယ်။မိုးဤကိုကမလှတာမဟုတ်ပါဘူး။ဒ ဒါပေမဲ့ဒီကြောညာမှာတော့မိတ်ကပ်ပြင်ဆင်မှုကအရန်ရင်လုံးနေသလိုဟန်ပယ်အမှုရာတွေကလည်းတဘာဝမကျပဲတင်းမာနေတာကိုတွေ့ရတယ်လို့ဆိုကြပါတယ်။ရွှေတွေကများလုံးအားကြီးတော့လူကရွှေပုံချားမှာပျောက်ပြီးစက်တီရှိရမယ့်စားကြည့်ရတာအိုက်စရာကြီးဖြစ်နေပါတယ်။ဝင်းမုံရွှေတို့ကြတော့ရွှေဘလောက်ပဲများများသူတို့ရဲ့အပြုံးနဲ့လူတွေကိုဆွဲဆောင်နိုင်စွမ်းရှိတော့လူရောရွှေပါတောက်ပါသွားပါတယ်။ ဒါကြောင့်ပြည်သက်တွေကမိုးရေကွာရွှေဆိုင်ကြော်ညာရရင်ဖွေဖွေရဝင်းမရွှေတို့လောက်မခံနိုင်ဘူးလို့ဆိုကြတာပါဒါအပြင်ဖက်ရှင်အမားကြောင့်မိုးရေကိုကွမ်းသွားတာနောက်နောက်ဒီလိုပွဲမျိုးတွေမှာတိထက်ပို့ပြီးတော့ဆန်းသစ်တဲ့ကိုနေလိုက်ဖက်မဲ့ပုံစံမျိုးကိုရွေးချယ်တင်တယ်လို့ဆိုကြတာဖြစ်ပါတယ်ဒီလိုချင်းနေမျိုးမှာတချို့သောပြည်သက်တွေကလက်ရှိရွှေဆိုင်ကြော်ညာလောကရဲ့ထိပ်သီးတွေဖြစ်တဲ့ဝင်းမရွှေနဲ့ဖွေဖွေတို့နဲ့နှိုင်းရှင်ပြီးတော့ဝေဖန်နေကြပါတယ်ဝင်းမရွှေဆိုရင်ရွှေဆိုင်ကြော်ညာဘယင်မလို့တောင်တင်စားရလောက်အောင်ရိုက်သမျှကြော်ညာ တိုင်းမှာတောက်ပနေတဲ့သူပါ။သူမရဲ့ဝင်းလက်တဲ့အသားရည်ချိုးသားတဲ့အပြုံနဲ့ခန္ဓာနဲ့မျက်နှာအတွင်ပြင်ကတံပိုးကြီးရတနာတွေနဲ့တကယ်ကိုလိုက်ဖက်ညီလုံးလာပါတယ်။ဖူးဖေးဆိုရင်လည်းသူမရဲ့စမတ်ကြတဲ့ပုံစံခင်မိတဲ့ဟန်ပန်တွေနဲ့ရွှေဆိုင်ကြောင်ကြီးကိုတောင်ဖက်ရှင်ကြကြတင်ဆက်နိုင်သူပါ။ သူတို့ညောင်ရဲ့ကြောင်ညာတွေကိုကြည့်လိုက်ရင်ဝေကျင်စိတ်ပေါက်သွားစေမယ်။မိုးဟီကိုရဲ့ကြောင်ညာကတော့ကြောက်ချင်စိတ်ပေါက်သွားစေလို့တောင်းဆောင်းနောက်ပြီးတော့ပြောဆိုနေကြတာပါ။မိုးဟီကိုနေနဲ့ကိုပိုင်စီပွားရေးမှာအောင်မြင်တဲ့တတိမကြီးဖြစ်ပေမဲ့ကြောင်ညာမော်ဒယ်တယောက်နေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ခေရီစီကြောင်နဲ့နည်းနည်းကွာဟနေပြီလို့ဆိုရမှာပါ။ ရွှေတွေအများကြီးဝိပြယုံနဲ့မလှပါပါဘူး။ဝစ်စင်သူရဲ့အရှိန်အဝါနဲ့အလှတရားကပိုအေးကြီးတာပါ။ဒီတစ်ခေါက်မှာတော့မိုးဟီကိုဟာကိကိနဲ့ဖွေးဖွေးတို့ရဲ့အရေးအောက်မှာပဲရှိနေသေးတယ်လို့ပရိသတ်တွေကသတ်မှတ်လိုက်ကြပါတယ်။ကဲပရိသတ်ကြီးမိုးဝေကိုရဲ့ရွှေဆိုင်ကြောင်ညာဖက်ရှင်ကိုဘယ်လိုမြင်ကြပါသလဲတကယ်ပဲပုပ်ပါမေတော်ကြီးနဲ့တူနေရလားဒါမှမဟုတ်ခန်းနာတယ်လို့မြင်ပါသလားပရိသတ်တို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါဦးရှင်ကြည့်ရှုပေးရတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်